ပူတင်လိုက်ပါစီးနစ်လာတဲ့ရဟရဟာဒရုန်းတွေနဲ့တိုက်ခိုက်ခင်ရပါလေမေ20ရက်နေ့ကတိုက်ခိုက်ခံရတာပါယူကရိန်းရဲ့အကြီးစားဒရုန်းတိုက်ခိုက်မှုတစ်ခုမှာပူတင်ရဲ့လေယာဉ်ဟာဗဟိုချက်နေရာမှာရှိခဲ့တယ်ဆိုပါလေကျွန်တော်တို့တစ်ချိန်တည်းမှာလေကြောင်းရဲ့ကာကွယ်ရေးတွေလှုပ်ဆောင်ခဲ့ပြီးသမရရဟရင်တို့လေပိုင်နဲ့လုံခြုံမှုယူပေးခဲ့ရတယ်လို့ရုရှားလေကြောင်းရဲ့ကာကွယ်ရေးတပ်ကပြောပါလေပူတင်ရဲ့လေယာဉ်ကိုဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးယူကရိန်းကတော့ဝန်ခံခြင်းမရှိပါဘူး ပြီးခဲ့တဲ့ဘက်ကပူတင်သွားခဲ့တဲ့ cost data ခီးစဉ်ဟာရုရှားတပ်ဖွဲ့တွေကအခုနှစ်ຫນွေဦးစောပိုင်းမှာယူကရိန်းစီကပိုင်လက်အများစုပြန်ရပြီးနောက်ပထမဆုံးခီးစဉ်မှာယူကရိန်းကပြီးခဲ့တဲ့နှစ်ဩဂတ်က cost data ကိုတိုက်ခတ်ခဲ့ပြီးပြည်ကပါစင်နောက်ပိုင်းရုရှားကိုပြည်ပတစ်ဖွဲ့ရဲ့ပထမဆုံးတိုက်ခတ်ရမှုပါယူကရိန်းက cost data ကိုမလားအထိခြေကုပ်ယူထားနိုင်ခဲ့ပြီးရုရှားကမြောက်ကိုရီးယားစစ်သားတွေကိုကူညီတောင်းပြန်တိုက်ခတ်ရပါတယ် တောင်းနေတော့ကြားတဲ့စစ်ပွဲတွေရုရှားကယူကရိန်းကိုတုံးပြီးတဲ့ဒုံးတွေနဲ့အကြီးစားစီးတိုက်ခိုက်မှုလုပ်ခင်ရပိုင်းလိုမှာပူတင်အားကတ်စ်ကိုတွားရောက်ခဲ့တာပါရုရှားလေကြောင်းတိုက်ခိုက်ရေးကြီး363စီး cross တုံးကြီး90စင်တိုက်ခိုက်ရေးကြီး drone 335စင်တို့တုံးပြီး Ukraine မျိုးကြီးတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ Ukraine ဖြေတက်ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာ drone ကြီးအလုံးနဲ့ drone ပေါင်း200ကျော်ကိုဖျက်ချနိုင်ခဲ့ပြီမြေ ဒေသငါးခုတော့ထိခိုက်ခဲ့တယ်လို့ယူကရိန်းကဆိုပါတယ်ရုရှားဟာပြည်တံကင်းလွတ်နေမှုကြောင့်ဒီလိုတိုက်ခိုက်မှုတွေကိုလုပ်နေတာလို့ယူကရိန်းသမ္မတဇလင်စကီးကပြောပါတယ်ရုရှားဟာယင်းသတင်းပတ်တုန်းကလည်းယူကရိန်း drone အစင်း1400ကျော်ပစ်ချခဲ့ပြီးယူကရိန်းကလည်းရုရှား drone တွေကိုတိုက်ခိုက်ဖို့အသိတီထွင်ထားတဲ့လေကြောင်းကပွဲဒုံးကျစ်စနစ်အသုံးပြုခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တွင်ရုရှားတပ်တွေဟာယူကရိန်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုလုပ်ငန်းတွေစစ်တပ်လေဆိပ်တွေလက်နက်နဲ့ခရမ်းမီကြောက်ကိုတော်တွေကိုစတင်တိုက်ခိုက်ခဲ့တယ်လို့ရုရှားကပြောပါတယ်။ရုရှားတပ်ဖွဲ့တွေကယူကရိန်းတိုက်ခိုက်မှုများအပြားကိုပြန်လည်တိုက်ချေမှုန်းခဲ့ပြီးတော့ဆန်မီခါကိနဲ့ဒိုးနဲ့လမ်းကြောင်းတွေမှာထိုးစစ်တွေစတင်ခဲ့ကြောင်းနဲ့ရုရှားလက်တပ်ကလည်းယူကရိန်းရဲ့တောင်ပံတဲ့ဒုံ1400ကျော်ကိုဖြစ်ချခဲ့တယ်ဆိုပါတယ်။တချိန်တည်းမှာရုရှားတပ်တွေကဆန်မီခါကိနဲ့ဒိုးနဲ့မှာရှိတဲ့နေရာ73ခုကိုသိမ်းပိုက်ခဲ့ပါတယ်။ အိုဒဇာရောရုရှားဒရုန်းတွေနဲ့တိုက်ခိုက်လာမှုတုံ့ပြန်မှုယူကရိန်းတပ်တွေဟာနောက်ဆုံးတော့ရုရှားဂျက်ဒရုန်းတွေကိုပစ်ချဖို့နိုင်ငံသားမိတ်ဘက်တွေရဲ့ပံ့ပိုးကူညီမှုနဲ့တီထွင်ထားတဲ့မိုဘိုင်းလေကြောင်းကာဝေးဒုံးကြီးစနစ်ပါအသုံးပြုခဲ့တယ်လို့ယူကရိန်းကဝေယွန်ကြီးဌာနကပြောပါတယ်။အဲဒီနေ့မှာပဲရှီတန်းနဲ့မြေတမတိုက်ပွဲပေါင်းအကြိမ်60ကျော်ဖြစ်ခဲ့ပါတယ်လို့ယူကရိန်းတပ်ကကွေဦးစီးချုပ်ယုံကပြောပါတယ်။ယူကရိန်းစစ်တပ်ဟာပါဂရာဘော့စ်လမ်းကြောင်းမှာရုရှားတိုက်ခိုက်မှု28ကြိမ်ကိုပြန်လည်ခြေမုံနိုင်ခဲ့တယ်လို့သိရပါတယ်။